မနက်မိုးလေး၈နာရီအကြောင်းတက်ပြန်လာပြီးွားလို့ရှင်လဲနားချိန်မရှိဘူးအကြောင်းကြီးရှူရှင်နေအဲ့ရပေးတဲ့အင်စာတွေနဲ့ project ဒီနဲ့ဆိုတော့ကလေးငယ်တွေအိတ်ဆက်ချရာတဖြည်းဖြည်းနဲ့ညအောင်17 17ခွဲအဲ့လိုတွေဖြစ်လာကြအဲ့ဒီမှာတို့ကတခါလေကြာရင်အကြောင်းပေးရရရင်လည်းကလေးငယ်တွေကရတဲ့အချိန်လေးတွေမှာကွန်ပျူတာတို့ဖုန်းတို့ YouTube တို့ကြည့်ကြတော့လည်းအိတ်ဆက်ချိန်ကတဖြည်းဖြည်းအကြောင်းပေးရမှာတွေတော့စနစ်စနစ်ကျော်မှအိတ်တာမျိုးတွေဖြစ်တော့ဒီနာတာရှိပေါ့ chronic ကြာလာပြီးကာလကြာရှိတခုမှအိတ်ဆက်ချိန်မလုံလောက်တာနောက်တစ်ခုကကြာအိတ်ဆက်ချိန်မကောင်းမှုနိုင် ဖြစ်လာတယ်ဒါကြောင့်မခန္ဓာကိုယ်မှာ stress hormone ဆိုတဲ့အဲ inflammation ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ hormone တွေထွက်တယ်ဝိတ်ကိုပူတက်စေတယ် ခန္ဓာကိုယ်သွေးရင်းမှာအချိုတက်တွေပိုတက်စေပြီးတော့နောက်ဆက်တွဲကလေးငယ်အဝါလုံးနေရဖြစ်လာစေတဲ့အခြေခံအကြောင်းကြားတွေပဲဖြစ်ပါတယ်။ဒီဘဝဖွေမျိုးမှတ်တမ်း အတိုင်းတာရဲ့ group chat ပေါ်မှာဆိုလို့ရှိရင်ကြီးလိုက်လို့ clean ငယ်ရဲ့အသက်ပေါ့နော်အသက်ရွယ်လာရင်ကျွန်တော်တို့ body weight ကိုတိုင်းနေအနောက်အရက်ကိုတိုင်းနေအဲ့မှာ body max index လို့ခေါ်တဲ့အရက်နဲ့ကိုက်ညီတဲ့ကိုလေးချင်းအညုံငယ်ကို group chat ပေါ်မှာဆွဲလိုက်လို့ clean ငယ်ရဲ့အသက်ရွယ်လာဒီ group chat ပေါ်မှာ BMI ဟာဒီ plus 2ပေါ့နော်အမဲရောင်အပေါင်းနှင်းရဲ့ငင်းကြောင်းပေါ်ရောက်နေပြီဆိုလို့ရှိရင်တော့ clean ငယ် overweight ကိုလေးချင်းပိုတယ်သူ့အသက်ရွယ်လာရှိရမယ့်ကိုလေးချင်းကပိုနေလို့သတ်မှတ်ပြီးတော့အနီအောင်ラインပေါ် plus 3ပေါ်မှာရောက်နေပြီဆိုလို့ရှိရင်တော့ child obesity လို့ခေါ်တဲ့သူ့အသက်ရွယ်လာရှိ ရမယ့်ကုလေးချိန်ထက်များနေတဲ့ body mass index များနေတယ်လို့အဝလွန်ချင်းဆရာမတို့ကသတ်မှတ်နိုင်ပါတယ်